မိုင်းဆိုးရိုက်မယ်ဆိုရင်ဒါခင်မို့မို့ရေခေါင်းဆောင်တင်ရိုက်တယ်လို့ပြောလို့မရတော့ဘူးနာမထိုးတာအစားကျွန်တော်ကစိုးမြတ်သူစားခင်မို့မို့အေးလို့ထိုးပေးရတော့မယ်အဲ့ဒါဆိုရင်ကျွန်တော်ကခင်မို့မို့ရေခေါင်းဆောင်တင်ရိုက်တယ်ဆိုတဲ့စကားပြောလို့မရတော့အမနာမည်နောက်မှာပဲချီချင်းနဲ့နေမဲ့သူမျိုးဖြစ်စေချင်တယ်နောက်တစ်ခုကခင်မို့မို့ရေခေါင်းဆောင်တင်ရိုက်ပါတယ်ဆိုတဲ့စကားအတိုင်းတည်ချင်တယ်အဆိုင်ကြီးကသူ grand တရုပ်ဆောင်လုတ်ခဲ့ပူပါတယ်သူကအမဟိုချစ်လို့လက်ခံလိုက်တယ် ော်က drummer မရိုက်တာအရန်ကြာပြီ။ဆယ်နှစ်နီးပါးလောက်ကိုရှိပြီ။ဆိုတော့ပြန်ရိုက်တဲ့ drummer ကိုနည်းနည်းသူများနဲ့မတူချင်ဘူးပေါ့နော်။သူများနဲ့မတူချင်ဘူးဆိုတာ formal drummer ကားတူရှိရလေ။ identity လုံနိုင်တဲ့မင်းသားမင်းသမီးငါထဲ့ထဲ့ပြီးတော့ဟိုဇလန်းကိုဟိုလက်ရှိသွားနေတဲ့ training နဲ့ drummer နောက်ကိုလိုက်အဲ့လိုမျိုး မလုပ်ချင်ဘူး။လုပ်ချင်တော့ ကျွန်တော်အမဟိုခင်မမို့အေးပေါ့နော်အဲ့ဒီခင်မမို့အေးကိုခေါင်းဆောင်မင်းသမီးအဖြစ်လဲကျွန်တော်ရိုက်ချင်ရိုက်ချင်တော့ငါတို့ကခင်မမို့အေးဆိုတဲ့ title နဲ့ရိုက်ချင်တော့အမအကန်လန်းပြတော့အမလည်းလက်ခံတယ်ဆိုတော့အဲ့ဒါနဲ့စရတယ်ပေါ့နော်စတော့အခုဇန်လန်းတင်ထားတဲ့အဆင့်ရောက်ပါပြီပေါ့ဥပမာပေါ့နော်ကျွန်တော်ကမိုင်းဆိုးကိုရိုက်မယ်ဆိုရင်ဒါခင်မမို့အေးကိုခေါင်းဆောင်တင်ရိုက်တယ်လို့ပြောလို့မရတော့ဘူးနာမည်ထိုးတာအစားကျွန်တော်ကအစိုးမြတ်သူစားခင်မမို့အေးလို့ထိုးပေးရတော့မယ် အဲ့ဒါဆိုရင်ကျွန်တော်ကခင်မို့မို့ရေကိုခေါင်းဆောင်တင်ရိုက်တယ်ဆိုတဲ့အခြေအကပြောလို့မရတော့အဲ့တော့အမနာမည်နောက်မှာပဲခြေချင်းနဲ့နဲ့နေမဲ့သူမျိုးဖြစ်စေခြင်းလေနောက်တစ်ခုကခင်မို့မို့ရေကိုခေါင်းဆောင်တင်ရိုက်ပါတယ်ဆိုတဲ့အခြေအကအတိုင်းတည်ခြင်းလေအဲ့တော့ license ရတဲ့အချိန်မှာ license ကသူ grant တရုပ်ဆောင်လုပ်ခဲ့ဘူးပါတယ် ဟိုသူနဲ့ကျွန်တော်နဲ့လွန်ခဲ့တဲ့3နှစ်လောက်လောကတွေ့တော့သူကျွန်တော်ပြောဘူးတယ် item လုံးစရာ character မျိုးရှိရင်သူစိတ်ဝင်စားတယ်ဆိုပြီးပြောဘူးတယ်ပြောဘူးတော့ဒီဇက်က item လောက်ရမယ်ကောင် item လုံးနိုင်တဲ့သူတွေလို့တော့ဆိုတော့ item ကိုစိတ်ဝင်စားတဲ့သူမျိုးတွေအချိန်ပေးပြီးတော့ item ကိုတကယ်ယူတဲ့သူမျိုးတွေ ਨੇ ရိုက်ချင်တယ်လေအဲ့ဒါကြောင့် science ကို cards လို့ဖြစ်တာပါအမအကိုချစ်တဲ့စိတ်နဲ့ဟိုမိုင်းဆိုးတော့ပြောရင်လည်းမိုင်းဆိုးရိုက်ပေးမှာပဲ မဆင်ပြောရင်လည်းမဆင်ရိုက်ပေးမှာပဲရှိသေးတယ်နောက်ထပ်လည်းမင်းသမီးတွေပါအောင်မှာနောက်ထပ်လည်းအဲ့လိုခင်မမို့အေးနာမည်နောက်မှာជីជីနဲ့နဲ့နေမဲ့သူ item ကိုတကယ်ယူတော့တယ်နောက်ထပ်မင်းသမီးတွေလာအောင်မှာဒါအဆန်းစီကအဲ့ဒီထဲကပထမဆုံးတယောက်ပေါ့အဲ့နံပါတ်ရှင်းတော့ပြစားရတယ်အခုဒီအရေးကြီးတဲ့ဆက်ဆက်အဲ့ဒါအရေးကြီးတဲ့သူတို့ကြီးတာပဲ ဒီလားကျွန်တော်တို့တော့မကြီးတဲ့အဲထဲမှာပါတယ်ကျွန်တော်တို့တော့ဒီနာမည်ဘယ်နာထိုးတယ်ဆိုတဲ့ကိစ္စတွေပါတွေကအရင်မကြည့်ဘူးကျွန်တော်နာမည်ထိုးထိုးမထိုးထိုးပါပါမပါပါ ပိုစတာမှာပါပါမပါပါကျွန်တော်နာမည်ဟိုရှေ့ရောက်ရောက်နောက်ရောက်ရောက်ဘယ်သူရှေ့ဖြစ်ဖြစ်ဘယ်သူနောက်ဖြစ်ဖြစ်ကျွန်တော်အဲ့ဒါကြီးစိတ်မဝင်စားဘူးကျွန်တော်ဒီကားသွားကြည့်ရင်အဲမှာကျွန်တော်မလုပ်ထားတယ်လို့တွေ့မှာပဲဒါပဲကျွန်တော်သိတယ်ကျန်တဲ့ဒီနာမည်ထိုးတာရှေ့နောက်တွေက for me is nothing အမားကြတော့ဒါကျွန်တော်ကဟိုကောင်းဆောင်မင်းသမီးအဖြစ်နဲ့ခင်မမို့ကြီးကိုရိုက်ပါမယ်လို့ပြောထားတဲ့အတွက်တော့ဒီနာမည်ကိစ္စအရေးကြီးတယ်ဘာလို့လဲဆိုတော့ဟိုနာမည်ခင်မမို့ကြီးနာမည်ရှိမှတယောက်ရှိနေရင်ဒါသူ့ကောင်းဆောင်လို့ပြောလို့မရတော့ဘူးလေဟိုဆိုးမြတ်သူစာထည့်ရဲဆိုကျွန်တော်ဆိုးမြတ်သူစာကိုရှေ့နာမည်နာမည်ရှိမှထိုးပေးရမယ်အဲ့ဒါဆိုကျွန်တော်ခင်မမို့ကြီးကိုကောင်းဆောင်တင်ရိုက်တယ်ဆိုတဲ့စကားအလကားဖြစ်သွားလိမ့်မယ်ဆိုတော့ မိုင်းဆိုးလိုပါတော့အားနာစွာနဲ့ပဲဒီကားအတွက်ခဏလေးဖယ်ပြီးစဉ်းစားရတာပေါ့အပြောပြရတယ်ပေါ့နော်ညီမဒီကားမှာအဲ့လို villain ဖြစ်လိမ့်မယ်ခင်မမိုရေးနဲ့အပြိုင် villain ဖြစ်လိမ့်မယ်ဆိုတော့အပြည့်လည်းမရှိဘူးလုံးမလားရိုက်ချင်လား ဟိုညီမရိုက်ချင်လာအောင်တော့အဲ့လိုမျိုးဟိုအာဇာသိန်းကြရင်ပြန်ဖြီးပေးပါမယ်လို့ဘာလို့ညာတို့အပေါ်တွေရှောက်မပြောချင်ဘူးဘာမှအဖြီးမှမရှိဘူးအဆင်ပြေလားမေးတော့ तू ကအမဟိုချစ်လို့လက်ခံလိုက်လားဟုတ်တယ်အဲဟုတ်တယ်ကျွန်တော်ယုံကြည်တာလည်းပါတာပေါ့ယုံကြည်တယ်ဆိုတော့ကျွန်တော်တို့ကအလုပ်အနေနဲ့ကားရိုက်တာမျိုးမဆုံးဘူးပဲမဲ့လေအရှိမအတော့ကျွန်တော်တို့ခင်ခဲ့တဲ့တက်တန်းတစ်ချောင်းမှာ ူတချင်းနဲ့ program ရိုက်ဖူးတာတွေဘာတွေအများကြီးရှိဘူးလေဆိုတော့အဲ့ဒီပုံမှာကျွန်တော်တို့တယောက်နဲ့တယောက်အပြန်လာယုံကြည်မှုတော့ရှိတာပေါ့တကယ်လို့များပေါ့နော်တခြားဇက်ပုတ်သရုပ်ဆောင်တွေလည်းသူတို့အတွက်အားလေးတစ်ခုဖြစ်သွားတယ်ဆိုရင်တော့ဝမ်းသာစရာပဲပေါ့ဒါဒီအောင်ကြည့်လိုက်ပြီးတော့ဟာငါတို့မှလည်းဒီလိုမျိုးဟိုတချိန်ခွင့်ရေးဆိုတာရောက်လာနိုင်တာပဲဆိုတော့စိတ်မျိုးနဲ့အဲ့လိုမျိုးလေးဖြစ်သွားရင်တော့ ဝမ်းသာစရာပဲပေါ့ဘာလို့လဲဆိုတော့ကျွန်တော်ဇက်ပုတ်သီးဥဆောင်နေနဲ့ကားရိုက်တဲ့အချိန်ရှူတင်မှာဆုံတဲ့အချိန်စကားပြောပြတယ်ပြောပြတော့သူတို့စိတ်ထဲမှာ feeling တခုရှိတယ်သူတို့ item လုံးနိုင်ပါရဲ့နဲ့သူတို့ဒီရုပ်ရှင်လောကထဲမှာနှစ်ပေါင်းများစွာရပ်တည်နေပါရဲ့နဲ့ထုတ်လို့သူတွေက director တွေက Facebook မှာ follower များတဲ့သူတွေမနေ့တနေ့ရမှာပေါ်လာပြီးတော့ Facebook မှာ TikTok မှာ follower များတဲ့သူတွေ fan များတဲ့သူတွေနောက်ကို ရွေးချယ်သွားကြတယ်သူတို့ကြံကြံခဲ့တယ်ဆိုတော့စကားလေးကြားရအဲ့လိုကြားရတိုင်းမှာလည်းအားပေးဖြစ်ပါတယ်မဆိုင်ပါဘူးကိုနေရာကိုပါပဲဟိုသူကသူ TikTok မှာဘာပဲလှုပ်ပြပြ Facebook မှာဘာပဲလှုပ်ပြပြကိုနေရာမှာကိုရှိပါတယ်ဆိုအမြဲတမ်းအားပေးပြတယ်ဆိုအဲ့ feeling ကအခုလက်ရှိဇက်ဖို့ဆိုင်ရမှာမဟုတ်ဘူးတချို့မင်းသားမင်းသမီးတွေစီမှာလည်းအဲ့ဒီ feeling ကရှိတယ် တို့နှစ်ပေါင်းများစွာစူးစမ်းလာခဲ့ပြီးတော့မှအခုလက်ရှိအချိန်မှာ TikTok မှာ Facebook မှာ celebrity ဖြစ်ရုံနဲ့မင်းသားမင်းသမီးအလွယ်တကူဖြစ်လာကြတာတရုပ်ဆောင်အလွယ်တကူဖြစ်လာကြတာတွေကတို့စိတ်ထဲမှာ feeling တစ်ခုရှိတယ်။ anxiety ရဲ့စိတ်ထားလေးကချစ်ဖို့ကောင်းပါတယ်။စိတ်များတာနဲတာတွေသူ့နေရာဘလောက်စဘာတွေလောက်ရမှာတွေအဲ့ဒါမျိုးတွေဘာမှမပြောဘူး။သူအမအကိုချစ်လို့ကိုဒီကားလေးကိုရိုက်မယ်ဆိုပြီးတော့သူဆုံးဖြတ်လိုက်တယ်။အဲ့ဒါလေးကချစ်ဖို့ကောင်းပါတယ်။ ဆိုတော့ဒါလေးအသိမှတ်ပြုပါတယ်ဟိုယုံကြည်မှုအတွက် Titan နဲ့ Row တခုပြန်ဖြစ်ပါလိမ့်မယ်